ဂျပန်ဝန်ကြီးချုပ်ဆန္ဒရေးတက္ကိုင်းချီဟာသူဥဆောင်ပြုလုပ်နေတဲ့ဗန်ဒန်ကိုကျေးဆန်ရန်ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေပေါ်အလေးနက်ထားကြောင်းပြသတဲ့အနေနဲ့သူ့ရဲ့ဝန်ကြီးချုပ်လှစာအစိုးရဝန်ကြီးအဖွဲ့တစ်ခုလုံးရဲ့လှစာတွေအပြင်တခြားခံစားခွင့်တွေပါရှော့ယူသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီအစီအစဉ်ကိုအစိုးရအဖွဲ့အစ်ကိုစတင်မိတ်ဆက်တဲ့အော်တိုဘာသတင်းစာရှင်းလင်းပွဲမှာကလည်းပြောထားခဲ့တာဖြစ်ပေမဲ့နိုဝင်ဘာလ17ရက်နေ့ကကျင်းပတဲ့အစိုးရဝန်ကြီးအဖွဲ့အစည်းအဝေးကြမှာအဆုံးဖြတ်ချက်ချခဲ့တာပါ self reliance pay cuts မိမိစန္ဒအလျောက်လစာရှော့ယူခြင်းဆိုတဲ့ဒီအစီအစဉ်အတွက်လိုအပ်တဲ့ဥပဒေရေးရာပြဋ္ဌာန်းချက်တွေလှုပ်ဆောင်ရေးဂျပန်လွှတ်တော်ရဲ့အတည်ပြုချက်ရနိုင်ဖို့လာမယ့်ဒီဇင်ဘာလအတွင်းအဆိုပြုချက်တင်သွင်းသွားဖို့စီစဉ်နေပါတယ်။လက်ရှိမှာဂျပန်ဝန်ကြီးချုပ်ရဲ့လစာဟာတစ်လကို1.94မီလီယံယန်းနဲ့တခြားအပိုသုံးငွေ1.15မီလီယံယန်းဖြစ်ပြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးတဦးချင်းစီရဲ့လစာကတော့ယန်း4,800ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ကဒူမလာစာတဲက30ရာခိုင်နှုန်းကိုစတင်လျှော့ယူနေပြီဖြစ်တယ်လို့အစိုးရဖွဲ့ဝန်ကြီးတွေကလည်းသူတို့ရဲ့လာစာ20ရာခိုင်နှုန်းကိုလျှော့ယူနေကြပါပြီ။သူတို့လက်ရှိလာစာလျှော့ယူနေတာတရားဝင်ဖြစ်သွားစေရေးအတွက်လွတ်တော်ကိုတင်သွင်းမဲ့အဆိုပြုချက်မူကြမှာတော့လောလောဆယ်မှာဒီအတိုင်းဆက်ထားရှိပေးဖို့အဆိုပြုထားတာကြောင့်သူတို့ဘက်ကပြောင်းလဲမှုမလုပ်မချင်းဒီအတိုင်းဆက်ရှိသွားမှာဖြစ်ပါတယ်။အများစုကတော့သူ့အစိုးရတက်တန်းတစ်ခုလုံးဒီအတိုင်းပဲလာစာလျှော့ယူသွားမယ်လို့ယူဆနေကြပါတယ်။ ဒါပေမဲ့နိုင်ငံအတွင်းကဝန်ထမ်းတွေရဲ့လစာတိုးနိုင်ရေးစ조사လှုပ်ဆောင်နေကြချိန်ဝန်ကြီးချုပ်ကလစာရှော့ယူလိုက်တာဟာလစာတိုးမပေးခြင်းနဲ့အလို့ရှင်တွေကိုအားပေးအားမြောက်ပြုရာဖြစ်စေတယ်လို့ပြောဆိုနေကြပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ